အားလုံးပဲမင်္ဂလာပါရှင် online japan language center ogc မှာဆက်လက်ခံပါတင်ဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကတော့ကျောင်းသားကျောင်းသူများကို and volume level ရဲ့အခန်း26 grammar ဘုံဘုံမှတ်စုတင်ပေးမယ်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲဆိုရင်ဆက်စပ်လို့တူလေ့လာကြည့်မယ်နော်ဟောဒီအခန်းမှာတော့ grammar pattern 3မျိုးတင်ရမယ်ပေါ့နော်အဲဆက်စပ်အမြဲတမ်းပြောသလို grammar တွေတစ်ခုကိုလေ့လာတဲ့အခါမှာအဲ့ဒီ grammar ရဲ့နာမည်သိရမယ်ပေါ့နော် grammar ရဲ့နာမည်သိရမယ်ပြီးလို့ရှိရင်အဲ့ဒီ grammar ရဲ့မြန်မာပြန်အဓိပ္ပာယ်သိရမယ်ပြီးရင် ဘိုင်နဲ့တွဲသုံးလဲသိရမယ်ပြီးရင်ဘိုင်ရောချက်နဲ့သုံးတာလဲသိရမယ်ပေါ့နော်တခါတည်းကမှမြန်မာပြန်အထိပ္ပယ်တွေတူနေတာမျိုးရှိတယ်အဲခါကျရင်ရည်ရွယ်ချက်ကမတူတတ်ဘူးပေါ့နော်အဲကြောင့်ဘိုင်ရွယ်ချက်နဲ့သုံးတာလဲသိရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်နံပါတ်1 ETB Mathgram လေးစလေ့လာမယ်နော် ETB Mathgram လေးကဘာလဲဆိုလို့ရှိရင် um test ဆိုတဲ့ grammar လေးနော်သူ့ရဲ့မြန်မာပြန် grammar နံပါတ်ကဒါသူ့ရဲ့မြန်မာပြန်အထိပ္ပယ်ကလို့ပါမလို့ပါတဲ့လို့ပါမလို့ပါဥပမာဆိုရင် အဲဒီနေမကောင်းလို့ပါစားမလို့ပါသွားမလို့ပါစသဖြင့်အဲဒီလို့ပါမလို့ပါဆိုတဲ့ grammar လေးနောက်တစ်ခုက binary နဲ့တွဲသုံးလဲဆိုသူက bad ဆိုရင် plain form e ဆိုရင် plain e adjective ဆိုလဲ plain form noun adjective ဆိုလဲ plain form noun ဆိုရင်လဲ plain form plus on that ဆိုပြီးတော့သုံးတယ်တွဲသုံးတာသူရဲ့ user ချက်ကတော့အကြောင်းပြချက် liu ပေါ့နော်အကြောင်းပြချက်တွေပေးခြင်းတဲ့အခါမှာသုံးတယ်ပြီးနောက်တစ်ခုကတောင်းဆိုမှုပြုခြင်းတဲ့အခါမှာအဲဒါလေးငှားခြင်းလို့ပါစသဖြင့်อืมအဲ့လိုမျိုး တောင်းဆိုမှုပြုတဲ့အခါမှာတော့နောက်တစ်ခုကဆက်ဆုခြင်းတဲ့အခါမှာတော့အာကအတိတ်ဝင်လိုက်တာလားဒါကအတိတ်လားဆိုတဲ့ဖြစ်အဲလိုမျိုးဆက်ဆုခြင်းတဲ့အခါမှာတော့ဘာသာပြန်တာတော့ဒီလို့ပါမလို့ပါတော့အမြင်နဲ့လို့ပြန်ခြင်းမှပြန်မယ်နော်သူရရွေချက်နဲ့ကိုက်ရင် grammar ရဲ့တုံးနေပေါ့နော်ကြည့်ရအောင်ဆိုလို့ရှိရင်တူတူကြည့်မယ်နော်အာဒီမှာဆိုရင် plain form အဲဒီ pf ဆိုတာကစမ်းစစ်ကအတူကောက်နေနဲ့ fusuke plain form ကိုပြောတာနော် fusuke plain form ကိုအတူကောက်နေနဲ့ရေးထားတာကြည့်ရအောင်ဆိုရင်ကြည့်မယ်နော် အအယုံဆုံးအနေနဲ့ Bath Care Plain Found နဲ့ Undes နဲ့တွဲတဲ့ဟာလေးကိုကြည့်မယ် Bath Care Plain Found မှာဆိုရင်၄မျိုးရှိတယ်ဒီဘူးခဲ့ဒီခဲ့ဘူး Bath Care Plain Found မှာ Bath ကိုဒီအနေနဲ့ပြောချင်း Bath Dictionary Found နော်ဘူးအနေနဲ့ပြောချင်း Bath Knife Found ခဲ့ဒီအနေနဲ့ပြောချင်း Bath Tar Found ခဲဘူးအနေနဲ့ပြောချင်း Bath Na Khata Found Black Undes ပေါ့နော်အဲ့ဆိုရင်ဒီမှာဥပမာလေးကြည့်မယ်နော်ဟော Ikemas သွားတယ်ဆိုလို့ရှိရင်အဲ့ဒါအောင်မှာစံတော်က dictionary ဖောင်ပြောင်းမယ်ဆိုရင် iku သွားတယ်လို့သွားမယ်လို့နော ီကုသွားမယ်ဆိုတော့သွားတည်သွားမယ်ဟိုမှာ on desk နဲ့ပေါင်းလို့ရှိရင်အဲ့တော့ on ဆိုတာကဗာလဲဆိုလို့ရှိရင်ငါတက်နာတက်တည်းလိုမျိုးအတန်ပေါင်းဆိုပေးရမှာเนาะအဲ့တော့อีกูเนี่ยออนเนี่ยบานอคุเนี่ยออนเนี่ยบานอคอนဖြစ်ပြီးတော့อีคอนเดสอีคอนเดสဆိုတာကตั้วလို့ပါတို့ตั้วမလို့ပါတို့ဖြစ်သွားမယ်เนาะอีกูဆိုတာကตั้วดีตั้วမယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ตั้วမလို့ပါตั้วလို့ပါဗောเนาะနောက်တစ်ခုကကြတော့อีคาไนเดส ီခါနိုင်ဆိုရင်မသွားဘူးနိုင်ဖောင်ပြောင်းလိုက်တယ်အဲ့ဒါကိုမမ on desk လေး ਨੇ ပေါင်းအရင်ဆုံးသူက plain ဖောင်ပြောင်းလိုက်တာ ਨੇ သူကနောက်က on desk ပေါင်းလို့ရသွားပြီနော်ဟောအီခါနိုင်ဆိုရင်မသွားဘူးမသွားဘူးကို9နဲ့အီခါနိုင်နဲ့ on desk နဲ့ပေါင်းတော့9 desk နော် e နဲ့ on နဲ့ပေါင်းတော့ in လို့ထွက်သွားမှာနော်အဲ့တော့အီခါနိုင် desk အီခါနိုင် desk ဆိုတာကမသွားလို့ပါဟုတ်ပြီနော်မသွားဘူးအီခါနိုင်ဆိုရင်မသွားဘူးအဲ့ဒါကိုမမအဲ့ဒီအကြောင်းပဲတဲ့ပေးတဲ့သဘောမျိုးနဲ့ e car 9 desk nine ဆိုတော့အဲ့တော့နောက်က e ကိုမှ on ပေါင်းတော့ in ဆိုပြီးတော့အတန်းရှည်ဆွဲလိုက်တာ ika nine days เนาะဟောမသွားလို့ပါနောက်တစ်ခုက ita သွားခဲ့တယ်သွားခဲ့တယ်ဆိုတဲ့ဟာကို on days နဲ့ပေါင်းရင် ita ကို on ပေါင်းရင် ta နဲ့ on နဲ့ပေါင်းတော့ ten လို့ထွက်မှာပေါ့เนาะ iten days iten days ဆိုရင် ita ဆိုသွားခဲ့သည်သွားခဲ့လို့ပါသွားခဲ့လို့ပါဆိုတဲ့အဓိပ္ပာယ်เนาะနောက်တစ်ခုက ikana kata ဆိုရင်မသွားခဲ့ဘူး ikana kata ကိုမှ on ပေါင်းလို့ရှိရင် ဣခနာခတန်ဒက်တာနဲ့အုံမနဲ့ပေါင်းတော့တန်ဖြစ်သွားမှာနော်ဣခနာခတန်ဒက်ဣခနာခတန်ဒက်ဆိုရင်မသွားခဲ့လို့ပါမသွားခဲ့ဘူးမမအွန်ဒက်စ်နဲ့ပေါင်းတော့မသွားခဲ့လို့ပါပေါ့နော်အဲ့ဒါကအွန်ဒက်စ်နဲ့ပေါင်ရင်တော့ကနောက်ဆုံးအတန်လေးကိုအတန်ရှည်ဆွဲတာတို့ဘာလို့လုပ်ပြရလဲဥမာခုဆိုရင်ခွန်ဤဆိုရင်အင်းဤခနိုင်ဒက်စ်နော်ဤခနိုင်ဥမာအုံပေါင်းလို့ရှင်ကြတော့နိုင်ဒက်စ်ပေါ့နော် いかないんです。ないんです。だけど、いかないんですよ。みみんそれでいかないんですよ。ဖြစ်သွားတာ。いた、いたをまオンバウンドしてん。オンテスバウンドしてん。いた、たをオンバウンドダンဖြစ်သွားတော့いたんです。いかなかった。かったぞ。だれたべ。たをオンバウンド。いかなかったんですဖြစ်သွားတာเนาะ。အတန်းရှိစွာလေးကိုဒီမသိဘူးဖြစ်နေမှာဆိုတော့ကဲအဲ့ဒါဆိုရမယ်လို့ထင်တယ်เนาะ iku ဆိုရင်ခွန် iku တက်သွားလို့ပါ သွားမလို့ပါ ikha 99ကိုပါမအောင်ပါတော့ ikha 9 des မသွားလို့ပါ itta ကိုမတအောင်ပါတန်တော့ itten des မတော့အဒီသွားခဲလို့ပါနောက်တော့ ikha na khatta ဆိုရင် khatta ဆိုရဲတအောင်ဖြစ်တဲ့ကြောင်းတန်ဖြစ်တော့ပါနော် ikha na khatten des ဆိုရင်မသွားခဲလို့ပါဆိုဖြစ်သွားမယ်နော်အတန်ရတ်တွေကတော့ unfold level အောင်ရောက်နေပြီဆိုတော့ရမယ်လို့တင်တယ်နော် ဟိုက grammar ပဏ္ဏပြောရရင်စံစရာအတန်တော့ဒီဟိုဒီကြောင်းသွားမှာဆိုလို့ကြောင်းစံစရာတွေရှုပ်သွားမှာဆိုလို့တခါလေးပြောလိုက်တာနောက်တစ်ခုကကျတော့ e adjective နော် e adjective နဲ့ undes နဲ့ပေါင်းမယ်ဆိုလို့ရှိရင် e adjective ရဲ့ plain form ပါနော် e adjective ရဲ့ plain form မှာ e ဒီအနေနဲ့ပြောချင် e တိုင်းပဲဘူးအနေနဲ့ပြောချင် e ကိုဖြောခုနိုင်ခက်တီအနေနဲ့ပြောချင် e ကိုဖြောခတ်တာခက်ဘူးအနေနဲ့ပြောချင် e ကိုဖြောခုနာခတ်တာပေါ့နော်အလားပေါ့ undes နဲ့ပေါင်းမယ်အဲ့တော့စာမှု e တော့အဲ့တော့မှ a လို့ပါဆိုပြီးပြောချင်လို့ရှိရင် तू က အေးဒီဆိုတဲ့ဟာကစာမှုရေးအတိုင်းပဲလေအဲ့တော့ဒီမှာဆိုလို့ရှင်စာမှုအင်းဒက်စ်ဖြစ်မှာเนาะဒီမှာတော့ဗာလဲဆိုရင်ခူလေးကတိုက်ပင်လေးရိုက်တာပို့သွားလို့เนาะစာမှုအင်းဒက်စ်စာမှုအီကိုမှာ on desk ပေါင်းလိုက်တော့စာမှုအင်းဒက်စ်ဆိုရင်အေးလို့ပါနောက်တစ်ခုကစာမှုအိမ်မှာရှိမအေးဘူးဆိုပြီးပြောမယ်ဆိုရင်စာမှုခုနိုင်နော်စာမှုခုနိုင်ဆိုမအေးဘူးအဲ့တော့မှ on the bound နော်စာမှုခုနိုင် this ။ဆာမှုခုနိုင်တဲ့ဆိုရင်မအေးလို့ပါ။ဆာမှုခုနိုင်ရမအေးဘူး။ undes ပေါ့နော်။ဆာမှုခုနိုင်တဲ့နိုင်တဲ့တကယ်တော့ဒီနေရာမှာ9ဆိုပြီးတော့ဟိုရဖြစ်တဲ့ဆာမှုခု9 this နော်သူကသူ in e နဲ့ on နဲ့ပေါင်းနေ in ဆိုတဲ့အတန်လေးကပါပြီးသားနော်ဆာမှုခု9 this ဆိုရင်မအေးလို့ပါအေးခဲ့ပြီဆိုရင်ဆာမှုခတ်တာနော်အေးခဲ့ပြီဆာမှုခတ်တာဆာမှုခတ်တန် this အေးခဲ့လို့ပါ မေးခဲ့လို့ဆိုရင်ဆာမှုခုနခတ်တာအဲ့တော့မှ on တဲ့ပါရင် စာမုခုနာခတန်ဒက်မအေးခဲလို့ပါစာမုခုနာခတဒက်ဒါဆိုရင်ရမယ်လို့ထင်တယ်နော်အဓိကကတော့ plain font လေးနဲ့ပဲ plain font လေးကိုပဲအဓိကပြောင်းတတ်ဖို့ပဲနော်နောက်က on desk ကအဓိကမှာလွတ်လွတ်လေးပါပဲနော်နောက်တစ်ခုကကျတော့ not adjective not adjective ကို plain font ပြောင်း နောက်က on desk ပါအဲ့ဒီ not adjective နဲ့ noun တွေကတော်တော်များများပြောင်းနေခြင်းတွေတူပဲเนาะ grammar တွေမှာဆိုရင်အော်ဒီမှာထူးခြားချက်ကလေးရှိတယ်။သူကဘာလဲဆိုလို့ရှိရင် ူးခြားချက်ကဒီမှာဆိုလို့ရှိရင်နာအကျစ်တကိုမမဒီနေနေပြောချင်းနာကိုဖြုတ်ထလीနာကိုဖြုတ်ထနာအကျစ်တကိုဒီနေနေပြောချင်းနာကိုဖြုတ်ထဒါပေမဲ့ဒီမှာ on dance ဆိုတဲ့ grammar နဲ့တွဲမယ်ဆိုလို့ရှိရင်နဲ့နာကိုဖြုတ်ထဆိုပေမဲ့ तू ကဒီမှာနာအကျစ်တကိုဒီနေပြောချင်းနာကိုဖြုတ်ထဆိုပေမဲ့ तू ကနာဆိုရင်နာအတိုင်းပဲလို့မှတ်ထားမယ်နော်နာဆိုရင်နာအတိုင်းပဲလို့မှတ်ထားမယ်နာအတိုင်းပဲ on dance ပေါင်းတယ်လို့မှတ်ထားမယ်နောက်တစ်ခုကနာအကျစ်တကိုဘူးအနေနဲ့ပြောချင်လို့ရှိရင်နာကိုဖြုတ်ချနိုင်နော် နာဂျီတီကိုခဲ့တည်နေတဲ့ plain ဖောင်မှာနော်နာဂျီတီကိုခဲ့တည်နေပြောရင်နောက်ဖြုတ်ဓာတ်တနာဂျီတီကိုခဲ့ဖို့နေနေပြောရင်နောက်ဖြုတ်ဂျာနာခတ်တပြီးရင် undes ပေါ့မယ်အဲ့တော့ခေတဲ့ဤနာဆိုရင်လှပါတော့အဲ့တော့မမလှလှလို့ဘာလို့ဘာလို့ပြောချင်လို့ရှင်ခေတဲ့ဤနာအတိုင်းပဲသူကနာဆိုရင်နာအတိုင်းပဲလို့ပြောတယ်လीအဲ့တော့ခေတဲ့ဤနာကို undes ပေါ့နော်ခေတဲ့ဤ nandes နာနဲ့ undes ပေါ့နော် nan ပေါ့နော်ခေတဲ့ဤ nandes လှလို့ပါ မလာဘူးဆိုရင်ခီရေဂျာနိုင်နော်ဂျာနိုင်ကို on the spot နော်ခီရေဂျာနိုင် this မလာလို့ပါခီရေဂျာနိုင် this မလာလို့ပါနောက်တော့ခီရေဒါတာခီလေဒါတာနော်ခီလေဒါတာကို on the spot ရင်ခီလေဒါတန် this ခီလေဒါတန် this ဆိုရင် လာခဲ့လို့ပါ မလာခဲ့ဘူးဆိုရင်ခီလေဂျာနာခတာခီလေဂျာနာခတာကိုမှ on the spot ရင်ခီလေဂျာနာခတန် this ဒီလေဂျာနာကတန်ဒက်မလာခဲ့လို့ပါရမယ်เนาะအဓိကတော့ plain phone အဓိကပြောင်းထားဖို့ပဲเนาะနောက်တစ်ခုက now ရဲ့ plain phone on desk ပါမယ်เนาะ now ဝင်မှာ now ရဲ့ plain phone မှာ now ကိုဒီနေပြီး now တော့မှာဓာပေါင်းတယ်ဒါပေမဲ့သူကဓာကိုဖြုံနာပေါင်းတယ်လို့မှတ်ထားမယ်เนาะနာဒီ noun မှာဒီ on desk နဲ့ပေါင်းမယ်ဆိုလို့ရှင် noun ရဲ့ဒီအနေနဲ့ပြောချင် noun noun တော့မှာဓာပေါင်းနေဆိုပဲဒီမှာနဓာဟုတ်ဖြုံနာပေါင်းနေလို့မှတ်တာမနော် noun နာ on desk ပေါ့ နာအကြစ်တည်းဆိုလို့ရှိရင်နာအတိုင်းပဲ on the ဒီဒီဒီဆိုတဲ့ဟာလေးတစ်ခုပဲเนาะအဲ့ဒီနောင်းမှာဆိုလို့ရှိရင်နောင်းနာ on the ဆိုပြီးမှတ်ထားပါဘောเนาะနောက်တစ်ခုကနောင်းကိုဘူးအနေနဲ့ပြောရင်နောင်းနောင်မှာဂျာနိုင်ပေါင်းနောင်းကိုခဲတည်နေပြောရင်နောင်းနောင်မှာဒတာပေါင်းနောင်းကိုခဲဘူးအနေနဲ့ပြောရင်နောင်းနောင်မှာဂျာနာခတာပေါင်းဒါ plain form ပြောင်းနေပဲအဲ့ on the ပါမယ်အဲ့တော့ဥပမာလေးကြည့်မယ်အီရှာဆိုတာဆရာဝင်ဆရာဝင် မလို့ပါဆရာဝင် မလို့ပါဘောเนาะ အဲ तू ကဘာဖြစ်လို့ဈေးကူနေရလဲ तू ကဆရာဝန်မလို့ပါ तू ကဘာဖြစ်လို့အဲ့ဒီဒီဈေးနဲ့ပတ်သက်တဲ့ဟာတွေကြွန့်ကျင်တာလဲ तू ကဆရာဝန်မလို့ပါအဲ့တော့ဆရာဝန်မလို့ပါလို့ပြောခြင်းဆရာဝန်ဖြစ်တည်ဆိုလို့ရှိရင် तू ကဒီမှာဆိုလို့ရှိရင်အီရှာဆိုတဲ့ဒီမှာနာလေးထည့်ရမယ်နော်အဲ့တော့အီရှာနာထည့်လိုက်တဲ့ on desk ပေါ့နော်အီရှာ nandes နာနဲ့ on desk ပေါ့နော် nand ဖြစ်သွားတာနော်အီရှာ nandes ဆိုရင်ဆရာဝန်မလို့ပါ နောင်ကိုမမဒီအနေနဲ့ပြောချင်ဒီမှာဆိုရင်သူကဒီအနေနဲ့ပြောတဲ့ဟာမှသူကနောက်ကနာလေးထည့်မယ်လို့ပြောတယ်အဲ့ဒါကြောင့်မလို့ on this နဲ့ပေါင်းတော့ Isha Nandes ဆရာဝန်မလို့ပါဖြစ်သွားတယ်ဆရာဝန်မဟုတ်ဘူးဆိုရင် Isha Janine Janine ကိုမမ on this ပေါင်းရင် Isha Janine des Isha Janine des ဆရာဝန်မဟုတ်လို့ပါဆရာဝန်ဖြစ်ခဲ့တယ်ဆိုရင် Isha Data Isha Data ကိုမ on this ပေါင်းရင် Isha Datan des တာနဲ့ဝင်ပေါင်းတဲ့တန်းဖြစ်သွားတယ်နော် အီရှာဒါတန်တဲ့ဆရာဝန်ဖြစ်ခဲ့လို့ပါဟုတ်ပြီနော်နောက်တစ်ခုကအီရှာဇာနာခတ္တဇာနာခတ္တကိုမမွန်ဒက်စ်ဘောင်းလဲဆိုလို့ရှိရင်အီရှာဇာနာခတ္တန်တဲ့ဆရာဝန်မဟုတ်ခဲ့လို့ပါဆရာဝန်မဟုတ်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်နော်အီရှာဇာနာခတ္တဆိုရင်အဲ့ဒါမှဝန်ဒက်စ်ဘောင်းဆရာဝန်မဟုတ်ခဲ့လို့ပါရမယ်နော်အဲ့ဆိုရင်အရင်ကတော့မခတ်ပါဘူးနောက်တစ်ခု grammar လေးကအားလုံး grammar ပြီးကြမှာပဲအဲဒီဥပမာဝါကြတွေဖတ်တယ်မယ်နော်လဲဖို့နေပုံခဲတွေဖတ်မယ် အဲ့ဒါဆိုရင်ညီဘန်းမယ်ညီဘန်းမင်းကဘတ်တဲ iterator ခဲမှာစမ်းကအဲ့ဒါလေးကတော့အများဆုံးဒီလုပ်ငန်းခွင်တွေမှာလည်းအများဆုံးပေါ့နော်တော်တော်များများတနေ့ကို10ခေါက်လောက်ပြောရတဲ့ဟာလေးပေါ့ဘတ်တဲ iterator ခဲမှာစမ်းကဆိုရင်ဘတ်ပေးပါလားဆိုတဲ့အထိပ်ပဲနော်အာငါမှမရှိလို့အဲ့ဒါလေးပို့ပေးပါလားအိုခုတဲ iterator ခဲမှာစမ်းကပို့ပေးပါလားငါမသိလို့ပြောပြပေးပါလားဆိုရင်အိုရှီယဲတဲ iterator ခဲမှာစမ်းကမပြောပြပေးပါလားအဲအဲ့လိုမျိုးပေါ့နော်ဘတ် ဖတ်ပေးပါလားကိုကနေပြီးတော့ပြုလုပ်ချင်လို့တခြားသူကိုလုပ်ပေးပါဆိုပြီးတော့တောင်းဆိုတဲ့အခါမှာတုံးတယ်နော်သူပြောချင်တာကတစုံတစ်ယောက်ကိုရင်းရင်းကျေးကျေးနဲ့တောင်းဆိုတဲ့အခါမှာတုံးတယ်ဖတ်ပေးပါလားနော်ပရိဒရာခဲမဆန်းကဆိုတော့ grammar လေးသူ့ရဲ့မြန်မာပြန်ကဖတ်ပေးပါလားသူသူကဘိုင်ဒန်တွဲသုံးလဲဆိုတော့သူကဓမ္မသူပတ်တဲ့အီတာခဲမှာဆန်ကပြတယ်တော့မလို့တဲဖောင်နဲ့တွဲသုံးတာပေါ့နော်သူရဲ့ရည်ရွယ်ချက်ကတော့တစုံတစ်ယောက်ကိုရင်းကျေးကျေးနဲ့တောင်းဆိုတဲ့အခါမှာရင်းကျေးကျေးနဲ့တောင်းဆိုခြင်းတဲ့အခါမှာတုံးနေပေါ့နော် ဥပမာကဦးရဲတဲ့ iterator ခဲမဆန်းကဆိုရင်ပြောပြပေးပါလားဗောနော်ဆိုတဲ့အထိပဲเนาะနောက်တစ်ခါကျတော့စမ်းပတ်မယ် grammar လေးက battara e desk ကာ battara ဆိုရင် back ကိုတဖောင်ပြောင်း la e desk ကာပေါင်းထားတာဗောနော်သူ့ရဲ့မြန်မာပြန်အထိပဲကဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အထိပဲเนาะဟဲ့ဒီမှာဆိုရင် typing error เนาะဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အထိပဲ ဘတ်တာတာဘယ်လိုလုပ်ခဲ့ရင်လဆိုတာကယင်ပေါ့နော် edes ကကောင်းမလဲသူကကြတော့တာဖောင်နဲ့တွဲသုံးတယ်သူ့ရဲ့ရည်ရွယ်ချက်ကတစုံတစ်ယောက်ကိုအကြံဉာဏ်တောင်းနေတဲ့ခါမှာသုံးတယ်အာဒီအဲဒီဟိုမှာပေါ့အဒီကြောင်းကိုသွားတယ်အဲ့ဒီကြောင်းကိုဘလို့သွားရင်ကောင်းမလဲသူတခါမသွားဘူးအမ်အဲ့တော့ဘလို့သွားရင်ကောင်းမလဲပေါ့အစားဖြင့်ဒီရောက်မှဆိုရင်ဥပမာလေးကြည့်မယ်နော်ဟိုကန်ရှော်ဟိုကန်ရှော်ဆိုတာက ီအာမခံကတ်ကိုပြောတာနော်ဥမာဆိုရင်ခန်းခိုးဟိုခန်းလျှော်ဆိုရင်ကျမ်းမာရေးအာမခံကတ်ဂျပန်မှာတို့ကအာမခံကတ်တွေနဲ့သွားတယ်အာမခံကတ်ဝင်ထားမယ်ဆိုရင်ဥပမာပေါ့နော်ဥမာ1000ကျတယ်ပေါ့စေကူတာကဥမာဖက်ဖက်လောပဲစေကူတာ1000ကျတယ်ဆိုလို့ရှိရင်ကျမ်းမာရေးအာမခံကတ်ရှင်8000ကသူ့ရဲ့ဂျပန်အစိုးရကုန်ကြတာပေါ့နော်3000 3000ပဲကိုကပေးရတာပြောချင်တာက80ရာခိုင်နှုန်းက 80ရာခိုင်နှုန်းကအစိုးရအဆောင်နဲ့သုံးကြီးတတိပါဇန်အားပဲဒီလူနာဖြစ်တဲ့သူကာယကံရှင်အဆောင်ရတယ်ပေါ့နော်အဲဒါကြောင့်အကျိုးအမြတ်အရင်များတယ်ပေါ့နော်ဒီရတယ်ဒါတော့ဘုသူတာအနေနဲ့ပြောတာပေါ့နော်ရောခန်ကိုခန်ရှောဒါပဲဒီမှာတော့ဟိုခန်ရှောပေါ့နော်ဟိုခန်ရှောကိုဝါဆူရဲတန်ဒက်စ်ကဝါဆူရဲမိုင်းစတာဆိုလို့ရှိရင်မိခဲ့တယ်နော်ဝါဆူရဲမိုင်းစတာဆိုလို့ရှိရင်မိခဲ့တယ်မိခဲ့တာကိုမှမ မေခဲလို့ဆိုပြီးတော့အကြောင်းပြချက်ပေးမယ်ပေါ့မေခဲလို့ဆိုရင်အကြောင်းပြချက်ပေးမယ်ဆိုလို့ရှင်အဲ့ဒီဝါဆူရဲမိုက်စတာကိုတားဖောင်မြန်တော့ဝါဆူရဲတာဝါဆူရဲတာကိုအွန်တက်စ်ပေါင်းတော့ဝါဆူရဲတန်ဒက်မေခဲလို့ဆိုပြီးတော့ငါလေးထည့်လိုက်တာအဲ့တော့ပိုကန်ရှောကိုဝါဆူရဲတန်ဒက်စ်ငါအဲအမကန်ကကိုမေခဲလို့ဒိုးစတာရီဒက်စ်ကဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့အကြံဒီအကြံညာတောင်းလိုက်တာပေါ့နော် အောင်မှာဆိုလို့ရှင်အဲဒီစကူရာဒိုင်းကခုအဲအစ်တာခိုးသူက9တော့တဲ့ဒိုရတဲ့အစ်တာရာ EDS ကဘလို့လုတ်ပြီးတော့သွားရင်ကောင်းမလဲစသဖြင့်အဲ့လိုမျိုးအကြံဉာဏ်တောင်းနေတဲ့ခါမှာတုံးနေပေါ့နော်ကဲဒါဆိုလို့ရှင်တော့ရမယ်လို့ထင်တယ်နော်ဟောဒီ grammar pattern 3ခုတင်ပြီးသွားပြီဆိုလို့ရှင်သူတို့လဲပွန်းနေပွန်းခဲဖြတ်ကြည့်အောင်နော်အဲ့တော့ EJ မဲက Aishta Khara Leo Konandes တဲ့မနေ့ပြန်စပြီးတော့ ဘာလဲဆိုရင် ခရီးထွက်မလို့ပါတဲ့အဲ့ဆိုရင်ဒီမှာဒီကိုးဆိုတာကနောင်းပေါ့နော်နောင်းဤအာ understand ပေါင်းလဲဆိုလို့ရှိရင်ဒီကိုးဖြစ်ပါတယ်ဆိုလို့ရှိရင်သူကနောင်းတော့မှနာတာနာထည့်ရမယ်နော်နောင်းနာ undes လို့ပြောတယ်အဲ့တော့လျော်ကိုနောက်မှနာထည့်လိုက်တယ် undes တဲ့တော့လျော်ကို nandes ဖြစ်သွားတာနော်အဲ့တော့ aishta khara လျော်ကို nandes မနေ့ပြန်သွားပြီးတော့ခီးထွက်မလို့ပါဘောနော်ခီးသွားမလို့ပါနော်နိဗ္ဗာန်မဲ့ အခေဘာနာကိုနာရီတိုင်းတဲ့စင်ကနာရီတိုင်းဆိုရင်တင်ကျင်နေနော်တိုင်းတက်ဆိုတာလေးကအဲ့ဒီတိုင်းဆိုတာကဤလေးနဲ့ဆုံးလာမလို့ဤအခြေတည်ပြောင်းနေနေတူတယ်နော်အဲ့တော့ဤအခြေတည်အတိုင်းပဲနာရီတိုင်းဆိုလို့ရှိရင်လေးလာခြင်းနေအဲ့ဒါကိုမမ on desk နဲ့ပေါင်းမယ်ဆိုလို့ရှိရင်တိုင်းဆိုရင်တိုင်းတိုင်းပဲ e လေးနဲ့ဆုံးပါပေါ့နော်အဲ့ဒါကို on desk လေးပေါင်းလိုက်ရုံပဲ e adjective ဆိုရင် e ဆိုရင် e တိုင်းပဲလေအဲ့တော့ on desk ပေါင်းလိုက်တော့나라이တိုင်းတဲ့စင်ကတော့ပန်းလာပညာကိုသင်ခြင်းလို့ ဣစံစေကိုရှော့ကိုင်းရှိတဲ့ဣဒရာခေမဆန်းကားတဲ့ကောင်းတဲ့ဆရာပေါ့နော်အာဒီဆရာရှိတယ်ဆိုရင် ကောင်းတဲ့ဆရာကိုရှော့ကိုင်းဆိုတာကမိတ်ဆက်တာနော်မိတ်ဆက်ပေးပါလားဘတ်ပေးပါလားဆိုပြီးတော့တောင်းဆိုလိုက်တာအဲ့ဒါကြောင့်မလို့ဘတ်တဲ့ဣဒရာခေမဆန်းကားနဲ့တုံထားတယ်နော်ရှော့ကိုင်းရှိတဲ့ဣဒရာခေမဆန်းကားတဲ့ဒါလည်းဆိုရင်ကောင်းတဲ့ဆရာကိုမိတ်ဆက်ပေးပါလားတဲ့နောက်တစ်ခုကစံပတ်မဲ့ဝါတနာဘဲဆံဝါတနာဘဲဝါတနာဘဲကားတဲ့ ဒုက္ခိဒုက္ခိဒါလေးကဒုက္ခိဒုက္ခိကိုအတူဒါလေးကဒီအတူကောက်ရေးပဲဆိုမှမောင်မောင်ဆိုရင်စမ်းစဲတို့မြန်မာမှာဆိုရင်မောင်နှစ်ဆိုပြီးရေးတယ်လို့မျိုးပဲဒုက္ခိဒုက္ခိဆိုတာဒီခန်းကြီးတူတဲ့တော့ကြောင့်မလို့ချုပ်မိရေးတဲ့ဟာလေးပေါ့နော်ဒါလေးကချုပ်မိရေးတဲ့ဟာလေးဘာသာတမ်းပဲဆန်ကဒုက္ခိဒုက္ခိဩဇာကဘန်အိုစကိုင်းမတ်နေတဲ့ဩဇာကဘန်ဆိုတာကဩဇာကဘာဒီဒေတာစကားပေါ့နော်ဩဇာကဒေတာစကားဘန်စကားကိုသုံးနေနော်တဲ့ဩဇာကနီစွန်းတဲ့အီတန်ဒက်စကားတဲ့ အိုးစာကမှနေခဲ့တာလားတဲ့ဒါဆိုရင်ဆက်စုကျင်တာမျိုးပေါ့နော်ဟိုနအကြောင်းပဲတက်ပေးကျင်တာလည်းမဟုတ်တာဆက်စုလိုက်တာအိုးစာအန်ဒီဝါတနာဘေးဆန်အိုးစာကစကားကိုခဏခဏတုံးအန်ဒီတစ်ခါတစ်ခါတုံးနေပေါ့နော်တခါတခါတည်းတုံးနေမယ်ဆိုရင်အိုးစာကမှနေခဲ့တာလားစွန်တဲ့ image တာစွန်တဲ့ image တာဆိုရင်နေခဲ့တယ်အဲ့ဒါကမှ on desk ပေါ့ရင်စွန်တဲ့ image တာကိုတားပါမယ်နော်အစ်တာပေါ့နော်အစ်တာကို on desk ပေါ့နော်စွန်တဲ့ identity နော်ဒါကမေကုန်းစကလုံး identity ကပေါ့နော် တော့အိုဆာကာမှာနေခဲ့တာလားအေးတဲ့အင်းနဲ့ဂျူကော့ဆိုင်မှာတဲ့15နှစ်အထိအိုဆာကာနီစွန်တဲ့ image တာတဲ့အိုဆာကာမှာနေခဲ့ပါတယ်တဲ့ဟုတ်ပြီနော်အဲဆိုရင်စမ်းပန်းမဲ့ပြီးတော့ယုံမမဲ့ကအိုမိုရှိုရီဒီဇိုင်းတော့ခုဆိုဒက်စနေတဲ့အိုမိုရှိုရီဆိုတာကဒီစိတ်ဝင်စားစရာကောင်းတဲ့ဒီဇိုင်းပေါ့နော်ဒီဇိုင်းရှိတဲ့ဖနက်ကလေးနော်တဲ့ဒါဒီဖနက်ကလေးကပါလဲဆိုလို့ရှိရင်ဖနက်ဒီဇိုင်းတွေကစိတ်ဝင်စားစရာကောင်းနေပေါ့နော် အာဒုကိုတဲ့ခတ်တန်တက်စကတဲ့ဗမာဝယ်ခဲ့တာလေတဲ့ဒါဆိုလို့ရှိရင်အဲဒီဆက်စုလိုက်တာပေါ့နော်ဟောခိုင်မိုက်စတာဆိုရင်ဝယ်တယ်ခိုင်မိုက်စတာကိုတဖောင်ပြောင်းတော့ဝယ်ခဲ့တယ်ဆိုတဲ့ဟာကိုတဖောင်ပြောင်းတော့ခတ်တာနော်ခတ်တာကို on desk ပေါ့နော်ခတ်တန်တက်စနော်တနဲ့ on နဲ့ပေါ့နော် damn ဖြစ်သွားတယ်အဲ့တော့ခတ်တန်တက်စကဒုကိုတဲ့ခတ်တန်တက်စကဗမာဝယ်ခဲ့တာလေတဲ့အဲ့တော့ဒီမှာဆိုရင် Etoya Store တဲ့ Kai Master တဲ့ Etoya Store မှာဝယ်ခဲ့ပါတယ်တဲ့ Spain တော့ခုဆိုတဲ့စပိန်နိုင်ငံထော ါလဲဆိုရင်ဖက်နက်ဖြစ်ပါတယ်တဲ့နော်ကောဗမ်းမဲ့ဒိုးစတဲ့အိုခူတဲ့တန်ဒက်စကားတဲ့ဒါဆိုရင်တော့မေကွန်ဒီအကြောင်းပြချက်ကိုမေကွန်မေးလိုက်တာပေါ့နော်သူအကြောင်းပြချက်နဲ့ဆိုင်တဲ့အဲဒီလီယူနဲ့ဆိုင်တဲ့ဟာတွေမှာသုံးတယ်လို့ပြောတယ်အဲ့တော့အကြောင်းပြချက်ကိုဖြေတဲ့အခါမှာလည်းသုံးတယ်လို့မေးတဲ့အခါမှာလည်းဒီအွန်ဒက်စကိုသုံးလို့ရတယ်နော်ဒိုးစတဲ့ဘာကြောင့်အိုခူလဲမိုက်စတာဆိုတာကဘာလဲဆိုရင်နောက်ကျခဲ့သည်နော်အိုခူလဲမိုက်စတာဆိုရင်နောက်ကျခဲ့သည်အဲ့ဒါကိုအွန်ဒက်စနဲ့ပေါင်းမယ်ဆိုရင်အိုခူလဲမိုက်စတာကိုတောက်ဖောင်မှာတော့အိုခူလဲတက် အိုကူလက်တောက်အွန်ဒက်စ်ပေါ့နော်အိုကူလက်တန်ဒက်စ်ဒါကမေးခွန်းလေးနော်ဒိုးစတဲ့အိုကူလက်တန်ဒက်စ်ကဘာကြောင့်နောက်ကြရတာလဲနောက်ကြခဲ့တာလဲပေါ့နော်နောက်ကြရတာလဲနော်ဘာစုကခိုနာခတ်တန်ဒက်စ်ခိုနာခတ်တာဆိုရင် မလာခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုအွန်ဒက်စ်ပေါင်းလိုက်တယ်ဘတ်ကားကမလာခဲ့လို့ပါပေါ့နော်ဘတ်စကခိုနာခတန်ဒက်ဘတ်စကမလာခဲ့လို့ပါတဲ့နောက်တစ်ခုကယောကုခါရာအိုကေနီအီကီမတ်စကတဲ့ဒါဆိုလို့ရှိရင် မကြာခဏကာရာအိုကေဆိုင်ကိုသွားသလားတဲ့နော်ဒါကတော့ယိုဒနန်လေးပဲမိတာ။ဤရဲ့ဟင်အင်းနဲ့အာမရီအီခီမာဆန်တိတ်ပြီးတော့မသွားဘူးတဲ့။ကာရာအိုကေဝါစုခိချာနိုင်တဲ့ကာရာအိုကေကာရာအိုကေဆိုတာကာရာအိုကေပေါ့နော်။ကာရာအိုကေကတိတ်မကြိုက်လို့ပါတဲ့။စုခိချာနိုင်ဆိုရင်မကြိုက်ဘူးနော်။စုခိနာဆိုရင်ကြိုက်တော့စုခိချာနိုင်ဆိုရင်မကြိုက်ဘူး။မကြိုက်လို့ပါဆိုပြီးအကြောင်းပြချက်ပေးခြင်းနော်။အဲ့ဒီချာနိုင်ကိုအွန်ဒက်စ်ပေါ့နော်။စုခိချာနိုင်တဲ့နော်။ မကြိုက်လို့ပါတဲ့ကာရာဝေဆိုတာမကြိုက်လို့ပါဗောနော်နောက်တစ်ခုကနာနာပဲနာနာပဲကနီဟွန်ကောတဲ့လေပုတ်တူခိုင်တန်တဲ့စငါတဲ့ရေးခဲ့လို့တဲ့ဒါလေးကတော့သူကအကြောင်းပြချက်ပုံစံမျိုးလေးဆိုပေမဲ့ဟာဒီဗောနော်ရေးခဲ့လို့ဆိုပေမဲ့အေးဗောအကြောင်းပြချက်ပေးလိုက်တာဗောနော်အော်နီဟွန်ကောတဲ့လေပုတ်တူခိုင်တန်တဲ့စငါခခိမဆိုရေးဒီခိုင်တာဆိုရေးခဲ့ဒီရေးခဲ့လို့ဆိုပြီးပြောခြင်းနော်ခိုင်တန်တဲ့စငါ ဒီဂျပန်ဘာသာစကားနဲ့ဒီအစီအခံစာကိုရေးခဲ့လို့ချော့တိုမိတဲ့အီတရာခဲမဆန်ကားတဲ့နည်းနည်းလောက်ကြည့်ပေးပါလားတဲ့သူမှားလားမှန်လားပေါ့နော်သူစကလုံးတွေပါလေဟိုဂရမ်မာတွေမှားနေလားကြည့်ပေးပါလားပေါ့နော်အော် edits ရောတဲ့ရတဲ့လေးတဲ့အဲ့ဒါကဟာဂျီပန်နော် ဟာဂျီပန်မေကခိုခိုင်းကြီးဂျီရိုကိုခန်ကာကုရှ်တိုင်းတဲ့စကခိုခိုင်းကြီးဂျီရိုဆိုတာလွှတ်တော်အစာအုပ်ကိုခန်ကာကုရှ်တိုင်းတဲ့စကကြည်ကျင်လို့လေးလာကြည့်ရှုကျင်လို့ဒိုးစတာလာ edits ကားတဲ့ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့ အဲဆိုရင်ချက်ကုဆက်ဆိုဒါလေးကအခုနာဆိုဖြစ်နေတာမှားနေရနော်အာအစ်တာရာအီဒက်စီရောတဲ့ဘာလဲဆိုရင်အဲဒီဓာတ်ရိုက်ပေါ့နော်ဓာတ်ရိုက်သွားရင်ရတယ်လေတဲ့ဟေးဂျီဆိုဝါဆိုရုံဖွင့်ရက်တွေကတော့ဣဆုတဲမဘဲချင်းဖြစ်ဖြစ်မီရုခုတို့ကတက်ခီမတ်တဲ့ကြည့်လို့ရပါတယ်တဲ့ကဲအဲ့ဒါဆိုလို့ရှင်တော့အခန်း26ပြီးသွားပြီပေါ့နော်အော်နားမလည်ရရှင်ကွန်မန့်မှာမေးကလေးရပါတယ်ကျောင်းသားကျောင်းသမီးအားလုံးအစီအမကြပါစေနော်